အခြားသူနဲ့မတူတဲ့ပြည်သူတာရဲ့ထူးဆန်းတဲ့ပုံစံကြောင့်ပြည်သူတာကိုအမှုပညာလုံးမလို့စိတ်ချမှုလို့ပြောလာတဲ့မာကြီးဆိုင်ပြည်တည်ဦးနဲ့အိနာကျော်စင်တို့ရဲ့တမီလေးပြည်သူတာနဲ့ပတ်သက်တဲ့အကြောင်းတွေနဲ့တူအကြောင်းရင်းတစ်ခုကြောင့်ပြည်သူတာကိုအမှုပညာအလုံးမလို့စိတ်ချမှုလို့ပြောလာတာကတော့မာကြီးဆန်ပါအားလုံးသိကြတဲ့အတိုင်းပြည်တည်ဦးနဲ့အိနာကျော်စင်တို့ဟာနိုင်ငံကျော်ပြည်သူ့ချေအမှုပညာရှိကြီးတွေဖြစ်တယ်လို့ဒီလိုပြည်သူ့ချေအမှုပညာရှိနှစ်ယောက်ရဲ့တမီလေးဖြစ်တဲ့ပြည်သူတာလေးဟာပေါပေါပေါလေးနဲ့တူမျက်နှာချိုချိုလေးနဲ့မို့အားလုံးကချစ်နေကြတာဖြစ်ပါတယ်အထူး ပြင်ပြိသက်တွေကတော့မြန်မာနိုင်ငံရဲ့ထိပ်တဲနုပညာရှင်နှစ်ယောက်ရဲ့ရှင်သွေးသမီးရနာဖြစ်တဲ့ပြည်သူတော်လေးရဲ့ချစ်စရာကောင်းမွန်အွယ်နေမမြအောင် အိမ်တွေတိတ်ခါကြီးမားပုံတော့ကိုချီချူပြောဆိုနေကြတာပါပြည်သူဓာလေးရဲ့ချစ်စရာကောင်းပုံနဲ့လာတရားကိုလေးပြောကြသလိုပါပါဝါဝါလေးနဲ့ချစ်စရာကောင်းနေတဲ့ပြည်သူဓာလေးကိုအားလုံးကချစ်ပေးနေကြတာဖြစ်ပါတယ်အင်တာနက်ပေါ်မှာပြည်သူဓာလေးရဲ့ဓာတ်ပုံနဲ့ဗီဒီယိုသစ်တွေတက်လာရှင်လေးအားလုံးကချစ်ခင်အားပေးကြတာပါအခုကမှလေးပြည်သူဓာလေးရဲ့ချစ်စရာကောင်းနေ TikTok ဗီဒီယိုလေးတစ်ဖိုင်တက်လာခဲ့တာပါအဆိုပါဗီဒီယိုဖိုင်ထဲမှာချစ်စရာကောင်းနေတဲ့ပြည်သူဓာရဲ့ပုံရိပ်လေးကြောင့်လေးအားလုံးကချစ်ပေးနေကြတာဖြစ်ပါတယ်အထူးသဖြင့်ပြည်သူဓာလေးဟာဓာတ်ပုံတွေဗီဒီယို ထဲမှာဆိုရင်မျက်နှာထားတည်ငြိမ်သလိုရှိနေပေမဲ့လေစကားပြောတဲ့အခါရှင်မောလိုက်တဲ့အခါတော်လေးကမှချစ်စရာကောင်းတာကိုလည်းတွေ့ရတာပါ။ဒါကြောင့်လေပရိသတ်တွေတော်များကတော့ပြည်သူတော်ကိုမိခင်အိနာကျော်စီလိုပဲထိတ်တဲမင်းသမီးဖြစ်စေချင်တာဖြစ်ပါရင်ဒါပေမဲ့လေမြန်မာနိုင်ငံရဲ့ထိတ်တဲမိကပ်ပညာရှင်ခင်ဆန်းဝင်းကတော့ပြည်သူတော်ကိုဝိနုပညာလောကရဲ့မွေးလာစေခြင်းမှုလို့ပြောလာတာပါ။ မဂျေးဆန်ဟာသူမဟာအင်နာကျော်စင်နဲ့တူအမြဲတမ်းမိတ်ကပ်လေးနေကြမို့အင်နာကျော်စင်နဲ့ပြည်တီဦးတို့မိသားစုကြောင့်ကိုသိတယ်လို့ဆိုပါရင်အင်နာကျော်စင်နဲ့ပြည်တီဦးတို့ရဲ့သားသမီးနှစ်ယောက်ဖြစ်တဲ့ပြည်သူတာနဲ့ပြည်တီရတို့က ခြားကလေးတွေထဲဆိုင်ရင်တော်တော်လေးကိုနေထိုင်အေးဆေးလို့မာကြီးဆန်းကားဆိုပါရီအထူးသဖြင့်စာပဲလောက်ခါခန်းထဲမှာပဲနေကြတယ်လို့ပြောလာတာပါပြည်သူတားဟာဆိုရင်လေချစ်လို့လူကြီးတွေကစာရင်တောင်မှမျိုးလုံးပြီးပြူကကြည့်နေတတ်တယ်လို့ဆိုပါရီဒီလိုချင်းနေတွေကြောင့်လေပြည်သူတားနဲ့ပြည်ဒီရတို့မောင်နှမနှစ်ယောက်အခြားကလေးတွေထဲအနေထိုင်တည်ငြိမ်အေးဆေးတယ်လို့ဆိုပါရီအထူးသဖြင့်မိဘတွေဖြစ်တဲ့အိနာကျော်စင်နဲ့ပြည်ဒီဥတို့ရဲ့ဆုံးမတွင်တင်မှုကောင်းတာကြောင့်လို့ပြောတာဖြစ်ပါရီဒီလိုပြည်သူတားလေးကတည်ငြိမ်အေးဆေးကနေတတ်တာကြောင့်လေအမှုပညာလောကတွေကိုဝင်လာဖို့အားမပေးဘူးလို့မာကြီး ီးဆန်းကစေတနာစကားပြောလာတာပါမာကြီးဆန်းကအနုပညာလောကဆိုတာကအမရများပဲအနုပညာလောကမှာလှုပ်ရှားဖို့ဆိုရင်ရိုးသားအေးဆေးနေလို့မရပဲတွက်လက်ထက်မြက်နေရမယ်လို့မာကြီးဆန်းကဆိုပါတယ်ဒါပေမဲ့လည်းအိနာကျော်စင်းရဲ့တမီလေးပြည်သူတာကတော့အနေအေးဆေးကပညာရေးဘက်ပဲလိုက်စားနေတာကြောင့်လည်းအနုပညာလောကကိုဝင်မလာစေချင်ဘူးလို့ပြောလာတာဖြစ်ပါတယ်တကယ်လို့အနုပညာလောကတွေကိုဝင်လာမယ်ဆိုရင်လေသူမအနေနဲ့မိတ်ကက်လေးပေးမှာပါလို့ပြောလာတာပါအခုချိန်မှာတော့ပြည်သူတာတွေကတော့ပြည်သူတာလေးကို TikTok ကစာအပေးနေကမိခင်ကြီးအ င်နာကျော်စေလိုပဲထိတ်တဲရုပ်ရှင်သရုပ်ဆောင်မင်းသမီးဖြစ်စေခြင်းကြပါရယ်။ဒါမှမဟုတ်ချိုရလေးပြည်သူဓာတ်လေးဟာအနေထံယူသားကအေးစီတာမို့မာကြီးဆန်ပြောသလိုအမှုပညာလောကကိုမွေးလာစေခြင်းကြပါဘူး။ဘီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တရားရောပြည်သူဓာတ်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားပေးခဲ့ပါအောင်ရှင်။အားပေးနေစင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါရယ်ရှင်။